بسم الله الرحمن الرحيم نحمده ونصلي على رسوله النبي الكريم أما بعد الحمد لله الله سبحانه وتعالى يجزونه جنروي تعليم القرآن ملمي بيجي تين تو إسلام بينجاه أمي في بي أسيزي أباي تيا تونزا كونيغو تين سات ثولين بي نبي في باره جب ما رو جنرو زيغو بيبولاره ميغون ريتها ميغون شاكو غو به بي. جنرو بيجي ثا باره အဲ့ဒီမိကုံးတွေကိုဖြေချပေးမဲ့ဆရာနှစ်ပါးကိုလည်းဖြေချထားပါတယ်။တပါးကတော့ကျွန်တော်တို့ကျောင်းတော်ကြီးရဲ့အဒီစ်အတန်းပြဆရာတဦးဖြစ်တဲ့အဇရတ်မော်လနာမူဖတီဆိုဟိုင်ကာစီမီဆိုဟိုင်ဖြစ်ပါတယ်။နောက်တစ်ပါးကတော့ဂျာမီယာဇွမီရီယာကာစီမူလ်ဦးလုံတာဒနာကျောင်းတော်ကြီးရဲ့အဒီစ်အတန်းပြဆရာတဦးဖြစ်တဲ့အဇရတ်မော်လနာမူဖတီကာရီအဗ်ဒူလာ ကာစီမီဆိုဟိုင်ဖြစ်ပါတယ်။ ပထမမိကုံးကိုတော့ဆရာဆူဟိုက်က ဖြေချပေးမှာဖြစ်ပါတယ်။ဆရာဇကာနဲ့ပတ်သက်ပြီးဓမ္မတက်လေတိချင်လို့ပါ ကျွန်တော်မှာက ငွေသားမရှိဘူး။ရွှေပဲရှိတယ်။ရွှေကိုဘယ်လိုတွတ်ချက်ပြီးတော့ဇကာဘယ်လိုထုတ်ရပါမည်နည်း။သူများတွေက ပြောနေကြလို့အိမ်မှာရှိတဲ့အမျိုးသမီးတွေဝတ်ဆင်ထားတဲ့သစင်စာကနေလွဲပြီးတော့ပိုတာကိုပဲဇကာထောက်ရမယ်ဆိုပြီးတော့ပြောနေကြလို့

ပတ်စံပေါ့နော်ပတ်စံမရှိဘူးဆိုတော့ကဒါကကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်ဒါကမဖြစ်နိုင်လူတယောက်စီမှာပတ်စံတရာတထောင်လောက်လည်းမရှိဘူးဆိုတော့ဒါဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စလေးဒီခေတ်မှာဆိုတော့ရွှေရှိတယ်နောက်ပတ်စံရှိတယ်ဆိုရင်တရာပဲဖြစ်ဖြစ်တထောင်ပဲဖြစ်ဖြစ်အဲ့ဒါပုံမှန်ဆိုရင်တော့ရွှေရဲ့ nisab က၅ချက်သားဖြစ်တယ်၅ချက်သားနည်းနည်းကြော်ကြော်လေးပေါ့နော်၅ချက်သားဖြစ်တယ်၅ချက်သားဖြစ်တယ်ဆိုရင်အဲ့ဒါကဘရော့လဲဆိုတော့ ဝတ်ဆန်လုံးဝတပြားတစ်ချမ်းမှတစ်ချက်လည်းတရားလည်းမရှိဘူးဆိုမှဟာအဲ့လိုမျိုးပဲရောင်းကုန်ပစ္စည်းတွေပါတယ်လည်းမရှိဘူးဆိုမှရွှေကြီးပဲဝတ်ဆန်လုံးဝတစ်ချက်တပြားလည်းမရှိဘူးဆိုမှ तू က၅ချက်တောင်းယူရတာပုံမှန်ဒါကရွှေရဲ့နေစောပေါ့နော်အကယ်အဲ့လိုမဟုတ်လူတျောစီမှာရွှေရှိတယ်၅ချက်သားမပြည့်ငါမူတာလောက်ပဲရှိတယ်ဒါမှမဟုတ်ရင်လည်းတကြက်သားလောက်ပဲရှိတယ်ဒါပေမဲ့နောက်တစ်ဖက်မှာသူစီမှာရောင်းကုန်ပစ္စည်းပဲဖြစ်ဖြစ်ဟာလာနောက်ငွေထည်ပဲဖြစ်ဖြစ်ပတ်စံပဲဖြစ်ဖြစ်နည်းနည်းလေးမဆို ရှိတယ်ဆိုရင်အဲ့ဒီခါကျရင်ရွှေရဲ့နေဆောင်ကိုမယူရတော့ငါးချက်သားကိုမယူရတော့ငွေထည်ရဲ့နေဆောင်ကိုယူရတယ်ငွေထည်36ချက်ခွဲတာရဲ့36ချက်ခွဲတာရဲ့ကာလတံမိုးပေါ့နော်အခုဒီ2025မတ်လမှာဆိုရင်28သိန်းဝန်းကျင်28သိန်း3တောင်းပေါ့အဲ့ဒါအဲ့လောက်ရှိတယ်ဆိုတော့28သိန်း3တောင်းယူရအောင်ပတ်စံတပြားမှသူ့မှာမရှိဘူးဆိုတာဘယ်လိုမှဖြစ်နိုင်တယ်တရာရှိရင်လည်းတထောင်ရှိရင်လည်းငွေထည်ရဲ့နေဆောင်ကိုပဲယူရမှာဒီ28သိန်း3တောင်းမှာယူရမှာဆိုတော့ ရွှေပေါ်မှာဒီရွှေပေါ်မှာသူစကားထိုးအောင်ပါပဲဆိုတော့ဘလို့စကားထိုးအောင်လဲဆိုရင်ကိုယ်စီမှာရှိတဲ့ရွှေပြီးတော့အခုနပြောသလိုပတ်စံရောင်းကုန်ပစ္စည်းဟိုမှာရောင်းမှုအတွက်ဖုန်းပဲဖြစ်ဖြစ်ဘာပဲဖြစ်ကိုယ်စီမှာရှိတဲ့ကိုယ်ဆိုင်ကပစ္စည်းတွေပါညာအဲ့အဲ့ဒါတွေအားလုံးကိုပေါင်းပေါင်းပြီးတော့၄၀နဲ့စားလိုက်ပြီး40ပုံတပုံဒါတပုံက2.5%ပေါ့နော်2.5ရာခိုင်နှုန်းစကားထိုးအောင်ပါဒါက2 2ပတ်လဲ نسوپ کو سا پینے گا نیچا تنسوپ پھر سو تٹو نرخو میرا را بالے سورو لا سا روا تسین جاغو فی بھیرو چنا گو توام سوبھیرو لو ری رہے سو بھیرو ارحمان سے مرا رہے جکا گا مانو تسین جاؤ فیلو میا لوال لا ملے چکا موت میرے لوگ لا مو چکات مشری آر حاری مشیور داغل مال ہے تسلے فیلو میم آلو مکا ဟုတ်လားဟာဒီသ်တို့မှာတမန်တော်မြတ်ကြီးဆလ္လာလ္လာဟူအလัยဟီဝါဆလလမ်ဒီကိုလေတစ်ခေါက်အမျိုးသမီးတယောက်လာအဲ့ဒီမျိုးသမီးရဲ့တမီးလေးပါပါလာအဲ့ဒီတမီးလေးရဲ့လက်မှာလက်ကောက်နှစ်ခုရှိတာသူရတမန်တော်မြတ်ကြီးဆလ္လာလ္လာဟူအလัยဟီဝါဆလလမ်ကအဲ့ဒီမျိုးသမီးကိုမေးတယ်ဒီလက်ကောက်နှစ်ခုနဲ့ပတ်သက်ပြီးတော့စကားထုတ်ထားလာဆိုတော့အဲ့ဒီမျိုးသမီးကအဖြေပြီးတယ်မထုတ်တာမထုတ်တာဘူးဆိုတော့တမန်တော်ကအမေ့ရှိတော်မူလေဟုတ်လားကီယာမတ်တိဂျဟန္နမ်ငရဲဘုံထဲမှာဒီလက်ကောက်နှစ်ခုရဲ့အစဂျဟန္နမ်ငရဲမီအတိပြီးတဲ့ လက်ကောင်းတစ်ခုဝတ်ဆင်ပေးခြင်းခံရတာကိုတင်မကလူလာသလားဆိုပြီးတော့တမန်တော်ကအဲ့လိုမေးတယ်ဟာလာတဘောဇကာတ်မထိုးတဲ့တော်တော်ဂျဟန္နမမီလက်ကောင်းဝတ်ဆင်ဈေးချင်းခံရမယ်ဆိုပြီးတမန်တော်ကပြင်းပြင်းထန်ထန်သတိပေးတော်မူတယ်အဲ့ဒီမှာဟိုမျိုးသမီးကဘာလို့လဲဆိုတော့ဒီလက်ကောင်းတစ်ခုလုံးချုပ်ပြီးတော့တမန်တော်မကြီးဆလ္လာလဟ်အလัยဟိဝါဆလမ်ကိုပြီးလဲတဲ့ဒီလက်ကောင်းတစ်ခုလုံးကအလာနဲ့အလာရောဆိုတော့ဖြစ်တယ်ဆိုပြီးတော့အဲ့တော့အလ္လာဟ်လာမတာကိုတုံးပြီပေါ့နော်ဆိုတော့အဲ့လိုဟာဒီသ်တွေရှိတယ်ဒါအဘူဒါဝုဒ်မှာရှိတယ်နဆာယီမှာရှိတယ်မုစနဒ်အာဟမတ်မှာရှိတယ်ခန်လိုနဲ့ဟာဒီသ်ပြောတယ် ဒါကဟဇရတ်အိုင်ရှာဆစ်ဒီကာရဒီအလ္လာဟ်တအလာနာခင်မကလက်ဆိုးဝတ်ထားရှေ့လက်ဆိုးတမန်တော်မကြီးဆလ္လာလဟ်အလัยဟိဝဆလမ်ကတွေ့တဲ့အခါကျတော့တမန်တော်ကမီးတယ်ဒါပါလို့တာလေဟဇရတ်အိုင်ရှာကအဖေပြေးတယ်ကိုရောရဲ့အမြင်မှာကျွန်မဟာလှနေဘူးတော့ကျွန်မလက်ဆိုးတွေလုပ်ပြီးဝတ်ထားတာဖြစ်တယ်ဆိုတော့တမန်တော်ကမီးတယ်ဒီလက်ဆိုးပုံမှာစကားထုတ်ထားလားဒီမှာစကားရှိတယ်စကားထုတ်ထားလားဆိုတော့ဟဇရတ်အိုင်ရှာပြောတယ်မထုတ်တော့ဘူးဆိုတော့တမန်တော်ကအမေ့ရှိတယ်အဲ့ဒါဆိုရင်တော့ဒီလက်ဆိုးကတင်မကိုဂျဟန္နမ်ကိုယူသွားဖို့တော့လုံလောက်တယ်ဆိုပြီးတော့ပြင်းပြင်းထန်ထန်တမန်တော်ကတတိပေးတာ အလိုမနောက်ထပ်လည်းအထောက်ထားရရှိတယ်အခုဒီဟဒီစ်ကလည်းဒါအဘူဒါအူထံမှာရှိတယ်မှန်ကန်ကန်လုံးနဲ့ဟဒီစ်ဖြစ်တယ်အဲ့တော့ဒီလိုသာသနာထောက်ထားတွေကိုကြည့်ရင်ဘာတည်ရလဲဆိုတော့အမျိုးသမီးရဲ့လက်ဝတ်လက်စားဖြစ်တဲ့ရွှေထဲမှာလည်းဇကာရှိတယ်ဆိုတော့တည်ရတယ်အားလုံးမှာရှိတယ်တစင်စာကိုဖယ်ပြီးတော့ကြံတဲ့ဟာမှာပဲရှိတာမဟုတ်ဘူးတစင်စာကိုလည်းဖယ်လို့မရတစင်စာကိုပဲထည့်သွားရမယ်အားလုံးကိုသွားရမယ်ပြီးရင်40ပုံတစ်ပုံဇကာထောရမှာဖြစ်တယ်ဆိုတော့ဇကာနဲ့ပတ်သက်ပြီးတော့

لوٹیاؤ میو سراسی او افے افی فی فی اپو توڑے اراؤ سوئی لو خورے او گینے تا می می تو چو سا گو میہو لو خور ممی اپو توڑے سوئی اوگو سین میہو یا مکاد پی لو میاو سو لو رہ بو گا افے گا تا گو زکاٹ پی لو میاگو تا گ افی گو زقا پیلوں میاو الگ گا لو زکاد پیل میاو مو ز پیلو نا بال سورو حنفی مذہب ایا لے میا جیل زکاد پی لو میا گین تا رہے میم گا زکا سات جکاد میمو پیل میابو می مائی جکاد لوچا گو پی لویاؤ ارو دیگ لو بھیرو چینگو چینے امیوری کو مارے نمالے تا درے ناؤسو میڈو မိသွေးကိုလည်းဇကာပေးလို့ရတယ်။တမတ်ကိုပေးလို့ရတယ်၊ချွေးမကိုပေးလို့ရ။ဟုတ်လား။အကယ်လို့ကိုယ့်ရဲ့မိဘကဥမာအဖြစ်ကိုယ်ညီအိမ်မှနေတယ်။ညီကဇကာစားထိုက်တယ်ဆိုရင်ညီကိုဇကာပေးလို့ရတယ်။ညီကသူ့ပိုင်သွားပြီးတဲ့နောက်ပိုင်းမှာသူ့မိဘကိုပြန်ချွေးတာလည်းဘာမှပြဿနာမရှိဘူး။အဲ့တော့ဇကာကကိုယ့်ရဲ့အပေါ်ဆွေရဲ့အောက်ရဲ့မျိုးရဲ့ပြီးတော့လင်မယားချင်းချင်းရဲ့ဒါကိုဒါမှအပကျန်တဲ့အမျိုးတွေကိုဇကာပေးလို့ရတယ်

သူ့ကိုအီဒီလို့ပြောပြီးပေးလိုက်မယ်လက်ဆောင်လို့ပြောပြီးပေးလိုက်မယ်မုတ်ဖူးလို့ပြောပြီးပေးမယ်ဝါဖြေစားလို့ပြောပြီးပေးမယ်စသဖြင့်ဇကာတ်လို့မပြောဘဲပေးလိုက်ရင်လည်းပိုင်းသွားတယ်တတိယမိကုံးကိုတော့ဆရာဆိုဟိုက်ကဖြေချပေးမှာဖြစ်ပါတယ်မတီတာလွင်ကမိထားပါတယ်ရိုစာစောက်ထင်းလေးရဲ့စီးချိုအတွက်သွေးဖောက်စစ်လို့ရပါသလားဆရာအစ်ဖတာမလုံးမီ9မိနစ်အလို့အင်ဆူလင် ထိုးခွင့်ရှိပါသလားဆရာ တခုမိသားတာကကျတော့စီးကြိုတိုင်းတာပေါ့နော်သူဖောက်ပြီးတော့ထုတ်ပြီးတော့ဆိုတော့အဲ့လိုလှုပ်ခြင်းအဖြစ်လဲရူစာမပြတ်အဲစီးကြိုသူဖောက်ထုတ်ပြီးစစ်တာကတမန်တော်မကြီးဆလ္လာလီဝဆလမ်ရဲ့ခင်မှာတော့မရှိခဲ့ဘူးပေါ့အဲ့ဒီခင်မှာကျတော့ဘာရှိခဲ့လဲဆိုတော့ဟာဂျာမာဆိုတော့ရှိတယ်ဟာဂျာမာနဲ့ပတ်သက်ပြီးတော့ရှင်းပြင်ချက်တွေထဲမှာဘယ်လိုလာလဲဆိုတော့အဲ့လိုတမန်တော်မကြီး صلى الله عليه وسلم صحابي جيد وافر حضرت عبد الله بن عباس رضي الله تعالى عنهما يتاما دي حجاما لو چھے آپ روزہ داری ہے روزہ پیم پی الو میرے کا چرو حضرت عبد الله بن عباس کا حدیث ابو تین پیار ہے على الفطر مما يدخل لا مما يخرج اتھے وين ہے یا آپ سے روزہ کا پیتا اتھے گا یا اپین کو ٹھوچھے آپ سے بہت توی گا اتھے گا یا تو اپین کو ٹھولا رہا အထဲကအရာအပြင်ကိုထွက်ချင်အားဖြစ်လို့သာမပြတ်ဘူးအပြင်ကအရာအထဲကိုပုံမှန်လမ်းကြောင်းပေါ်ဒီအစာလမ်းကြောင်းပဲဖြစ်ဖြစ်စအိုလမ်းကြောင်းပဲအဲ့ဒီကနေပြီးတော့ဘိုက်ထဲကိုဝင်ချင်အားဖြစ်လို့သာပြတ်တယ်တွေးခါကြမလို့တဲ့တော့ကြောင့်တွေးထွက်လာတယ်တွေးထွက်တဲ့တော့ကြောင့်ရိုးသာမပြတ်ဘူးဆိုပြီးတော့အဲ့လိုမျိုးအလားအမေ့ရှိတယ်ဆိုတော့ဟိုလိုတွေးအများကြီးတခါတော့ထုတ်လိုက်လူကလုံးဝချိနဲ့တော့အဲ့လိုပုံစံမျိုးမှဆိုရင်တော့မကရူတော့ဖြစ်တယ်အဲ့ဒါလည်းရိုးသာမပြတ်ဘူးနော် နောက်တစ်ခုမိရတာကဘာလဲအင်ဆူလင်အဲအင်ဆူလင်ထိုးတာပေါ့နော်အင်ဆူလင်ထိုးခြင်းအဖြစ်လေလို့သာမပြောဘူး။ဘာကြောက်လဲဆိုတော့အင်ဆူလင်ကတူကအရေပြားမှာပဲထိုးတာ။အရေပြားတို့နောက်အသားတို့မှာဒီ injection ပေါ့ဆေးထိုးခြင်းအဖြစ်လို့သာမပြောဘူး။သူကဟာလာဘိုက်ထဲကိုမတော်ဘူးလေ။ဘိုက်ထဲကိုတော်ရတယ်ဆိုရင်လည်းပုံမှန်တဘာဝအတိုင်းပုံမှန်လမ်းကြောင်းတွေကနေပြီးတော့မနာဖစ်ကနေတော်ရမှာမန်ဖတ်မန်ဖတ်ဒီကနေတော်ရမှာဥမာနေနဲ့ ဟိုမှာလူတယောက်ကရေစိန်လိုက်တယ်ရေစိန်လိုက်တဲ့ခါကျတော့ခန္ဓာကိုယ်ထဲမှာဟိုအထဲမှာသူဟာအင်းမြမှုကိုခံစားရတော့ဆိုအထဲကိုရေရောက်သွားဒါပေမဲ့ဗဇက်ကနေရောက်သွားတာမဟုတ်ဘူးနှာခေါင်းကနေရောက်သွားတာမဟုတ်ဘူးနောက်ဟိုအောက်ဘက်စအိုရဲ့လမ်းကြောင်းကနေရောက်သွားတာမဟုတ်ဘူးဒီခန္ဓာကိုယ်မှာရှိတဲ့အည်ပြားမှာရှိတဲ့မဆာမသူ့ခေါ်တော့ဗောနော်ဆုပ်ယူမှုအင်အားဆိုတာဒီအည်ပြားအဲ့ဒီကနေတဆင့်အထဲကိုရောက်တဲ့အခါကျတော့အဲ့လိုပုံစံမျိုးမှာရေစိန်နဲ့တွတ်ကြောက်အထဲမှာလမ်းဆန်းသွားတဲ့လူကအင်းမြမှုကိုအထဲမှာခံစားလာတာ ဘောအထဲကိုရေရောက်သွားတော့ဒါပေမဲ့ရူစာမပြတ်ဘူးဘာကြောက်လဲဆိုတော့ပုံမှန်ရေသွားတဲ့လမ်းကြောင်းကနေသွားတာမဟုတ်တဲ့တော့ကြောင့်နော်ဘိုက်ထဲကိုဆိုတော့ဒီမှာလည်းဒီလိုပဲအင်ဆူလင်က तू အရေပြားမှာပဲထိုးတာ तू ရဲ့အာနိသင်တချို့အထဲကိုရောက်သွားတဲ့ဆိုပေမဲ့လည်းဒါကဟိုမနာဖစ်မန်ဖတ်ကနေရောက်တာမဟုတ်ဘူးမဆာမတ်ကနေရောက်တာဖြစ်တဲ့တော့ကြောင့်ရူစာမပြတ်စရုထားမိကုန်းကိုတော့ဆရာအဗ္ဒူလာကဖြေချပေးมาဖြစ်ပါတယ်။ကိုအအောင်ကမိထားပါတယ်။အိမ်မှာကြောင်လေးမွေးထားတာ နမတ်ဖတ်တဲ့အချိန်ကြာရင်ဂျာနမတ်ပေါ် လာလာထိုင်တယ်ဖေထုတ်ရင်လည်းခဏပဲဆရာကြောင်မွေးထားရင်အိမ်တအိမ်မှာတန့်ရှင်မှုနဲ့ပတ်သက်ပြီးသာသနာမှာဘလို့ညွှန်ကြားထားလဲသိချင်တာမို့လေးစားစွာဖြင့်ဖြေကြားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ဆရာဘစ်မစ်လာဟိရာဟ်မာနီရာဟီမ်နံပါတ်၁အနေနဲ့မှတ်ထားမှာတော့ကြောင်မွေးခြင်းကပိုင်တယ်ကြောင်မွေးလို့ရတယ်နံပါတ်၂ကတော့ဗာလဲဆိုတော့ ချောင်ရဲ့တောက်ကျင်းတောက်ကြံရီကမကရူတန်ဇီဟီဖြစ်တယ်မကရူအပြင်းစားတော့မဟုတ်မကရူအပေါ့စားချောင်တောက်ထားတဲ့ရီအဲ့ဒါဘယ်လိုဘယ်လိုအချိန်တောက်ထားတဲ့ရီလဲဆိုရင်ချောင်ကတားကောင်းတကောင်းတကောင်းကိုကြွတ်တို့ပါတို့တားကောင်းတကောင်းကောင်းကိုစောက်ကုတ်ဖက်စားတောက်ပြီးချက်ချင်းတောက်တဲ့ရီဆိုရင်တော့ဒီရီကနာဘတ်မတန်တဲ့ရီဖြစ်သွားမယ်အဲ့လိုမျိုးတားကောင်းတဲ့ကိုကုတ်ဖက်စားတောက်တာတော့မဟုတ်ပဲနဲ့ပုံမှန်အချိန်နေမှာတောက်ထားတဲ့ရီဒီမကရူတန်ဇီဟီဖြစ်တယ် မဂရုတန်စီရဲ့အလိုတဘောကအဲ့ဒီကြောင်မတောက်ထားတဲ့ရေရှိပါလျက်နဲ့အဲ့ဒီရေကိုသုံးမဲ့ဆိုရင်ဝူစုပိုင်သွားမယ်သို့တော်လည်းပဲမတင့်လျော်နော်အကယ်လို့ကြောင်တောက်ထားတဲ့ရေပဲရှိတယ်ရိုးရိုးရေမရှိဘူးဆိုရင်မဂရုလည်းမဖြစ်ဘူးအဲ့ဒီရေကိုသုံးလို့ရတယ်ဝူစုလုပ်လို့ရတယ်တောက်လို့ရတယ်အဲနံပါတ်3ကတော့ဘာလဲဆိုတော့ဒီကြောင်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အမွေးအမြင်ကတော့တဘာဝအဖြစ်သူဟာတန် ဒါပေမဲ့တခုပဲအဲ့ဒီခန္ဓာကိုယ်မှာအညစ်အကြေးမပေသေးဘူးခန္ဓာကိုယ်မှာ နာပါအညစ်အကြေးတခုကိုမပေနေဘူးရိုးရိုးတန့်နေရိုးရိုးပုံမှန်ရှင်နေပါပဲဆိုရင်ကြောင်ရဲ့ခန္ဓာကိုယ်ဒီတန့်နေအဝဆားနဲ့ထိလဲပါမဖြစ်ဘူးနမတ်ဆတဲ့အခင်ပေါ်မှာလာထိုင်လိုက်လဲပါမဖြစ်ဘူးဒီဟာပေါ်မှာနမတ်လဲဖတ်လိုက်ရတဲ့ခန္ဓာကိုယ်နဲ့ထိရင်လဲအဝဆားဟာတန့်နေဒါပေမဲ့တတိထားမှာကအဲ့ဒီကြောင်က အပြည့်မှအညစ်အကြေးတခုကိုပေပြီးလာလားမလာလားအဲ့လိုပဲအညစ်အကြေးတခုကိုနင်းပြီးလာလားမလာလား ဒါတွေသတိထားရမယ်အကယ်လို့အဲ့ဒါတွေမနှင်းလာဘူးမပေလာဘူးဘာမှမဖြစ်ဘူးဆိုရင်ဒီကြောင်ဟာပုံမှန်အဖြစ်တဘာအောအဖြစ်တန်တယ်အခုနောက်တစ်ခုက तू မစင်နေပါတယ်ထွက်ထားလာဒါတွေကြည့်ရမယ်မစင်ကတော့နာပါဖြစ်တယ်မတန်ဘူးနောက်တစ်ခုကတော့ဗာလဲဆိုတော့ကြောင်ကိုဖတ်တယ်တချို့ဖတ်တယ်ပွေးတယ်ချီတယ်ဒါလည်းပိုင်တယ်ကြောင်ဖတ်လို့ရတယ်ဗာလို့လဲသူ့ရဲ့အမွေးအမြင်နဲ့ခန္ဓာကိုယ်တန်တဲ့အတွက်ရတယ်တူတူတချို့ကြောင်နဲ့တူတူအိတ်တယ်ဒါလည်းရသေးတယ်ဒါပေမဲ့အခုနောက်သတိထားမှာက तू စီက ဟာလာဒီအညစ်အကြေတွေသူရဲ့မစင်တွေဘာတွေထွက်လာမထွက်လာဒါကိုသတိထားရမယ်။အဲဒါပေမဲ့နောက်ဆုံးလူတွေလောက်ကြတယ်ဖတ်တယ်နန်းတယ်။အဲ့ဒါနန်းတဲ့အစင်ထိကတော့မလုတ်တယ်ဒါတရိစ္ဆာန်ဖြစ်တယ်။အဲ့ဒါဖတ်တာလောက်ကတော့ထိရပါမယ်။ကြောင်ကောလားပဇတ်နဲ့သွားနန်းတဲ့အစင်ထိကတော့ဒါမလုတ်တဲ့အစင်ဖြစ်တယ်။အဲ့တော့မေကုန်းကိုပြန်ကောက်ပြောပြရရင်တော့ကြောင်ရဲ့ခန္ဓာကိုယ်မှာအကယ်လို့ तू ကအညစ်အကြေတစ်ခုခုမပေတာဘူး။ဟာလားတချို့ကပြောတယ်ဟာလားကြောင်ကအမွေး၆နေမှတန်းတယ်ဆိုရင်မတန်းဘူး။ဒါနဲ့မဆိုင်ဘူး။ ခန္ဓာကိုယ်အမွေးဆူသွားတယ်ဆိုတာယူယူတန်းနဲ့ရေနဲ့ထိပြီးဆူသွားတာလည်းဖြစ်နိုင်တယ်။သူ့ခန္ဓာကိုယ်ကချွေးထွက်ပြီးဆူသွားတာလည်းဖြစ်နိုင်တယ်။အဲ့လိုမျိုးယူယူချွေးထွက်လို့ရေထိလို့ဆူတဲ့အဆူပဲဖြစ်ဖြစ်ယူယူအချောက်ပဲဖြစ်ဖြစ်နမတ်ဖတ်ခင်ပေါ်မှာလာထိုင်လို့ဘုရားနဲ့ထိလို့ဘာမှမဖြစ်ဘူးနမတ်ဖတ်လို့ရတယ်။ပစ္စမမေကွန်းကိုတော့ဆရာဆူဟိုက်ကဖြေချပေးမှဖြစ်ပါတယ်။ကိုစီတူအောင်က မေးထားပါတယ်။ကုရ်အန်ဖတ်လို့အခတံပြီးသွားရင်ဒါဝတ်ကျွေးမွေးတာနဲ့ပတ်သက်ပြီး သိချင်လို့ပါဆရာကုရ်အန်ဖတ်ပြီးတော့တခါတံပြီးွားတဲ့အချိန်မှာပျော်ရှင်မှုကိုထုတ်ဖော်တဲ့အနေနဲ့ဟာလာကျွေးမွေးခြင်းဟာလာတခြားလူတွေကိုပေါ်ပြီးတော့ပါတော့ဒါမှမဟုတ်တခြားလူတွေကိုစားစရာတွေပို့ပေးခြင်းဝေခြင်းပိုင်နေဒါကဘာမှပြဿနာမရှိဘူးသူပင်ကိုစားတိရဒါကပိုင်နေကိစ္စတခုပဲတော့ကျွန်တော်တို့သွားပြီးတချို့စီကနေလည်းရှင်းပြန်လာရှိတယ်သူတို့လည်းအဲ့လိုမျိုးလောက်ခဲ့ကြတယ်ဆိုပြီးတော့ဥမာ ဦးမနေနဲ့ဟဇရတ်အဗ်ဒူလာဘင်အူမာရဒီအလ္လာဟူတာလာန်ဟူမာအမေရှိတယ်ဟဇရတ်အူမာကလည်းသူရဘကရာတပုတ်ကိုတင်ယူတာပေါ့နော်အဲ့ဒီမှာဘလောက်ကြာလဲဆိုတော့12နှစ်ကြာတယ်12နှစ်ပြည့်သွားပြီတဲ့နောက်ပိုင်းဆူရဘကရာတပုတ်လုံးကိုအလွတ်လဲချက်တယ်အတိပ္ပယ်တွေကိုလည်းတင်ယူတယ်လက်တွေ့လည်းလိုင်းတာကျင့်တုံးတာပေါ့နော်အဲ့ဒါကြောင့်12နှစ်ကြာတာပေါ့ဆိုတော့ပြီးသွားတဲ့ခါမှာဟာဇရတ်အူမာကဘာလုပ်လဲကလအုပ်တကောင်နဟလ်လုပြီးတော့ဒါဝတ်လုပ်တယ်ဆိုပြီးတော့အလာရှင်းပြန်ချက်ထင်မှာလာရှိတဲ့အဒူရူလ်မန်ဆူရ်ချန်နဲ့မှာရှိတယ် ဆိုတော့ဒါအောင်ကျင့်ဘာတိရလဲဆိုတော့ကုရ်အန်တအုပ်လုံးဖတ်ပြီးသွားတဲ့ပုံမှာပျော်ရွှင်မှုကိုထုတ်ဖော်တဲ့အနေနဲ့ဒါပဲလို့ချင်းဒါပိုင်နေဒါပေမဲ့ဟိုလိုဒါကိုအကြီးကြီးတဲ့ကိစ္စတစ်ခုလို့လူတွေကယူဆလာတဲ့အနေထားမျိုးကိုရောက်သွားရင်အဲ့လိုပတ်ဝန်းကျင်မျိုးမှဆိုရင်တော့ဒါမျိုးလုံးလုံးမပိုင်တော့ဘူး။ဒီကနေရှောင်းအောင်ပါဘောနော်။အဲ့လိုအဲ့လိုပတ်ဝန်းကျင်မျိုးမဟုတ်ဘူး။ဒါကိုအကြီးကြီးတယ်လို့ယူဆခြင်းမခံရဘူးဆိုရင်ဒါပိုင်မယ်။နောက်အဲ့လိုမျိုးပဲဟိုလိုပြစားမှုတွေပါရင်းညာတွေလူတွေကိုတိစီလူတဲ့ ာနာမျိုးတွေပါတယ်အဲ့လိုမျိုးပါလာတယ်ဆိုရင်တော့မပိုင်လို့ဘောနော်ဒီတိုင်းဆိုရင်တော့ကုရ်အန်ခတ်တမ်ဖြစ်တဲ့ပုံမှာဒါဝတ်လို့ချင်းပိုင်စထမမိကုံကိုတော့ဆရာအဗ္ဒူလာကဖြေချပေးမှာဖြစ်ပါတယ်ဖိမျိုးကမိတ်ဆွေတယောက်ကမိထားပါတယ်ဆရာဇကာတ်အကြောင်းလေးမိချင်လို့ပါ ရွှေကဝယ်ထားပြီးနှစ်စဉ်ဇကာထုတ်ရပါဒလားရှေ့နှစ်ကဇကာထုတ်ထားပြီးဖြစ်တဲ့ရွှေကိုဒီနှစ်မှာပြန်ထုတ်ရမလားဂျေဇူးပြုပြီးဖြေပေးပါစေ။ بسم الله الرحمن الرحيم လူတယောက်မှာရွှေ၅ချက်တာ၄ဘဲနှွေဒီအတိုင်းတာရှိတယ်ဆိုရင်တနည်းပြည့်သွားတဲ့အခါမှာဘာရွှေပဲဖြစ်ဖြစ်မဟာရပဲဖြစ်ဖြစ်ဘာရွှေပဲဖြစ်ဖြစ်ရွှေဆိုရင်တရားတော်ကဒါကိုမာလီနာမီတိုးပွားတဲ့အရာလို့သတ်မှတ်ပြီးတော့ဇကာထုတ်ခံအဲ့တော့တကယ်တမ်းဇကာထုတ်ရမှာကဘာလဲဆိုတော့အဲ့ဒီရွှေထဲကနေအပုံ၄၀ဘုံတစ်ဘုံရွှေကိုဖဲ့ယူပြီးတော့ဒါကိုရောင်းပြီးထုတ်လိုက် အကယ်လို့လူတယောက်ကဒီတနစ်ထုတ်လိုက်တယ်ဆိုရင်အဲ့ဒီရွှေတဲကသူကနည်းနည်းယော့တော့အဲ့လာမယ့်နှစ်ပြန်အဲ့ဒီကဖဲပြီးတဲ့ဆိုရင်နောက်နည်းနည်းယော့သွားယော့ရင်ယော့ရင်အုံနာပြတဲ့ငါးကျတာလေးပဲနဲ့ရွေးရဲ့အောက်ကိုဆင်းလာပြီဆိုသူကထုတ်ရမလို့တော့အကယ်လို့အဲ့လိုမှမဟုတ်ပဲနဲ့လူတွေကဘာလုပ်လဲဆိုတော့ဒီရွှေကိုရောင်းအောင်မှနမျောတော့ဒီရွှေအပုံ40ပုံတပုံရဲ့တန်ဖိုးကိုမိမိအဲ့ဒီကပတ်စံနဲ့ထုတ်လိုက်ပိုင်သွားတယ်ပြဿနာမရှိဘူးဒါပေမဲ့နောက်နှစ်ကျတော့ဒီရွှေကဒီတိုင်းကျန် ကျန်တော့သူဘာလုပ်လဲဆိုတော့အခုသူမေကုံးထုတ်ပြီမနေ့ကထုတ်ပြီဒီနေ့ထုတ်ရမလားအလားအယောင်းဝယ်လည်းမလုပ်ရပါဘူးဒါကတိုးလည်းမတိုးလာပါဘူးဒီလောက်ပါပဲဆိုပြီးတော့ဒီလိုမျိုးတဦးမဟုတ်ဘူးမေးတဲ့လူဦးရေတော်တော်များတယ်အဲ့တော့အားလုံးကိုတခါတည်းဒီကနေ့ဖြည့်ပေးလိုက်ချင်တာကရွှေက ထုတ်ရမယ့်ဟာကဒီရွှေတွေကဖဲမထုတ်ပဲနဲ့ကိုအိတ်တရားပတ်ဆက်နဲ့ထုတ်လိုက်တော့တာဝန်ကျေသွားတယ်ကျေသွားတော့မှဒီရွှေကကြံနေတဲ့အခါကျတော့ဘယ်နှစ်ပဲနေနေနော်ဘယ်နှစ်ပဲကြာသွားကြာသွား ဒီရွှေရဲ့တတ်မှတ်ထားတဲ့နေစာ limit ကကုထဲမှာရှိနေတယ်နှစ်တိုင်းနှစ်တိုင်းတနစ်တခါအမြဲတမ်းဖောက်ပေးနေရမှာဖြစ်တယ်။အလ်ဟမ်ဒူလ illah အခုလိုဖြေချပေးသွားတဲ့ဆရာနှစ်ပါးစလုံးကိုအလ္လာဟ်ဆူဘဟာနဟူဝတအာလာဒုနီးယားအာခီရတ်နထာနာစလုံးမှာဂျဇာယီခိုင်ကောင်းတော်အစာချီးမြှင့်တော်မူပါစေတိရှုနားဆင်နေတဲ့မိတ်ဆွေများကိုလည်းလက်တွေ့အမလုံးနိုင်တဲ့တော်ဖီဆွာချီးမြှင့်တော်မူပါစေ إن شاء الله تتبادر دلو بابي لما بما بيان لسوزي جامع في بارة السلام عليكم ورحمة الله وبركاته